မိတ်ဆွေတို့ကမိထားပါတယ်ချစ်ဆန်မိချစ်ပြီးစတုံးထုံးပြီးနမာစဖတ်လို့ရလားဆရာတရားတော်ရဘယ်လိုရှိပါတလဲဒီဘစ္စမလာဟီရဟ်မန်ရဟီမ်မု슬လင်ချန်ကီတာဘူလီဘတ်စ်ဝဇီနာမလာရှိတယ်ဆရာမြတ်ဆလလာလီဝဆလမ်ကဂျဟန်နမ်ထဲမှာတချို့လူအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတွေ့တယ်အဲ့ဒီအမျိုးသမီးတွေကဝနီဆာအွန်ကာစီယာတွန်အာရီယာတွန်မူမီလာတွန်မာအီလာတွန် အဲ့ဒီအမျိုးသမီးတွေကအဝတ်စားတော့ဝတ်ထားတယ်တဲ့ဒါပေမဲ့ဝတ်ထားလို့ဝတ်ထားမှမတိရဘူးခန္ဓာကိုယ်အစိတ်ပိုင်းတွေအားလုံးဟာမဝတ်ထားသလိုပဲပြီးတော့မုံမီလာတွန်အမျိုးသားတွေကိုဆွဲဆောင်တယ်မာအီလာတွန်ကိုယ်တိုင်လည်းအဲ့ဒီအမျိုးသားတွေဘက်ကိုရင်ရင်ရူဥဆူဟန်နကအစနီမတ်လ်ဘုခ်တလ်မာအီလာအဲ့ဒီအမျိုးသမီးတွေရဲ့ခေါင်းကတဲ့ကလအုပ်ရဲ့ခေါင်းကလအုပ်ရဲ့ဘိုးကဘလို့အပေါ်ထောင်နေလဲဆိုရင် တို့ခေါင်းကဇပင်ကိုထုံးပြီးအပေါ်တဲတဲမှာထုံတော့ကလအုပ်ဘိုးလိုမျိုး ဖြစ်နေတယ်တဲ့လာယဒခုလ်နလ်ဂျန္နတာအဲ့ဒီအမျိုးသမီးတွေကဂျန္နတ်ထဲဝင်ရမှာမဟုတ်ဘူးဝလာယဂျစ်ဒနရီဟာဟာပြီးတော့ဂျန္နတ်ရဲ့အနံ့ကိုလည်းရမှာမဟုတ်တကယ်တမ်းကြတော့တဲ့ဝအင်နရီဟာဟာလယူဂျဒူမင်မစီရတီကဇာဝကဇာဂျန္နတ်ရဲ့အနံ့ဆိုတော့တော်တော်ဝေးလန်တဲ့နေရာကနေတော့အနံ့ရပေမဲ့အဲ့ဒီအမျိုးသမီးတွေကအဲ့ဒီအနံ့လည်းရမှာအဲ့ဒီဟာဒီသ်မှာရှိတဲ့ ီအမျိုးသမီးရဲ့ခေါင်းကကလအုပ်ဘိုးနဲ့တူတယ်ဆိုတာဘယ်လိုပုံစံလဲဆိုရင်ဇပင်အားလုံးကိုစုပြီးခေါင်းအပေါ်တဲတဲမှာထားပြီးတော့ဇရုံးထုံးခြင်းကိုတမန်တော်မြတ်ကြီးဆလ္လာလ္လာဟူအလัยဟိဆလမ်ကတားအဲ့တော့ဇရုံးထုံးမဲ့ဆိုရင်ခေါင်းရဲ့အပေါ်တဲတဲမှာမထုံးရအောင်အဲ့တော့အကယ်လို့ဇရုံးထုံးခြင်းလဲဆိုဘယ်မှာထုံးမလဲခေါင်းရဲ့အနောက်ဘက်မှာထုံးလို့ရဟာလာအမျိုးသမီးရဲ့ဇပင်ဟာခန္ဓာကိုယ်နဲ့တူတူဖုံးအုပ်ရမယ့်အစိတ်ပိုင်းထဲမှာပါတဘောကဒါလည်းအရှက်အင်္ဂါထဲမှာပါ အဲ့တော့လူအမျိုးသမီးတယောက်ကရိုးရိုးတာမန်အချိန်မှလည်းသဘင် ဖော်ခွင့်မရှိဘူးသဘင်အရင်ကလည်းဖော်လို့မရအဖျားလည်းဖော်လို့မရတချို့ပေါ်ဟာဆောင်းလာတဲ့အပေါ်ကနေအရင်တော့အောက်ထားတဲ့အဖျားအနောက်မှာထွက်နေတာမရဘူးအရင်နဲ့အဖျားနဲ့အမိတ်တူတူပဲအဲ့တော့ဒါလည်းဆိုတော့သဘင်ကိုထုံးပြီးတော့အနောက်ဘက်မှာထုံးမယ်ထုံးပြီးပေါ်ဟာဝတ်လိုက်တယ်ဆိုရင်သဘင်အားလုံးလုံးုံသွားမှာဖြစ်တယ်အဲ့တော့အခုနမားစေအသွဲမှာလည်းဖုံးအောင်ရမယ်နမားစေအပြစ်မှာလည်းဖုံးအောင်ရမယ် ဲ့တော့နမာဇ်ရဲ့အတွင်းမှာသဗင်ဖြန့်ထားတာနဲ့သဗင်ထုံးတာနဲ့ဘယ်ဟာကပိုကောင်းသဗင်ထုံးထားတာကပိုကောင်းဘယ်လိုပုံစံလဲအနောက်မှာထုံးတာကိုပြောဘာကြောင့်လဲဆိုရင်သဗင်ကို ဖြန့်ပြီးတော့ပေါ်ဝါဆောင်းပြီးတော့နမာဇ်ဖတ်မယ်ဆိုရင်သဗင်ရဲ့အဖျားတွေအနောက်မှာပေါ်နိုင်တယ်မြင်နိုင်တယ်အဲ့ဒါကြောင့်လို့သဗင်ကိုမေးခွန်းမှမေးထားတဲ့သဗင်ထုံးပြီးဖတ်ရင်ပိုင်လားဆိုတော့အပေါ်တက်တက်မှာထုံးပြီးဖတ်ရင်တော့မပိုင်သဗင်ကိုအနောက်မှာထားပြီးထုံးပြီးဖတ်မယ်ဆိုရင်ဖြန့်ပြီးဖတ်တာထက်ကိုပိုကောင်းတယ် ဒီအမိတ်အားလုံးကဒါအမျိုးသမီးအတွက်ဖြစ်တယ်အကယ်လို့အမျိုးသားကသဘင်ထုံးပြီးဖတ်မယ်ဆိုရင်ဘယ်နေရာမှာထုံးထုံးမကလူဖြစ်တယ်အမျိုးသားအနေနဲ့သဘင်မထုံးရဘူးသဘင်ရှေ့မယ်ဆိုရင်လည်းပဲအရှိတိုင်းကိုချထားပြီးတော့နမတ်ဖတ်ရမှာဖြစ်တယ်